အားလုံးပဲဒီနေ့ကျွန်တော်ပြောပြမှာကတော့ကျွန်တော်ဖုန်းလေးကိုလှုပ်ပေးရုံနဲ့ပတ်စံရမှာဂိမ်းမှာအမနော်ဒီဆော့ဝဲကိုသူရေရွက်ပြီးထုတ်တာကလူတွေလမ်းများများရှောက်အောင်လို့ရေရွက်ပြီးထုတ်ထားတာဒါမဲ့ကျွန်တော်တို့ကဖုန်းလှုပ်ခါပြီးတော့လမ်းလျှောက်တရာဟန်ဆောင်ပြီးတော့ကျွန်တော်တို့ coin တွေယူပြီးတော့ပတ်စံရအောင်ယူမှာဖြစ်ပါတယ်ကျွန်တော်ဒီ coin တစ်ထောင်ကိုကျွန်တော်ရနိုင်ရင်ကျွန်တော်ဒေါ်လာ10ဒေါ်လာရမှာဖြစ်ပါတယ်ဒါကိုကျွန်တော်ဘယ်လိုယူရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ VPN ကိုအရင်ခံမယ် VPN ခံပြီးကျွန်တော် Play Store ထဲသွားပါမယ် Play Store ထဲမှာဒီလို WeWork ဆိုတဲ့ software လေးကိုအရင်ဆုံး down လိုက်ပါ WeWork software မတွေ့ရင် Play Store ကိုကျွန်တော်တို့အရင်ဆုံးပါလောက်ရမှာလို့ဆိုရင် clear data လုတ်လိုက်မယ်လုတ်ပြီးပိုင်း VPN ခံမယ်ခံပြီးပြန်ဝင်ရှာရင်ကျွန်တော် WeWork ဆိုတာပြန်တွေ့မှာဖြစ်ပါတယ် WeWork အကောင့်ကကျွန်တော်ဖွင့်မိသားဖြစ်နေတယ်အကောင့်ဖွင့်တဲ့အချိန်မှာဆက်စပ်ဖွင့်ခြင်းမှာသူကနိုင်ငံရွေးကိုင်းပါတယ်နိုင်ငံရွေးတဲ့အချိန်မှာကျွန်တော်တို့က United States ကိုရွေးပေးပါတခြားနိုင်ငံရွေးပတ်စံထုတ်လို့မရပါဘူးထုတ်လို့ရပေမဲ့လည်းအစင်သိမ့်မပြေပါဘူးကျွန်တော် United State ကိုသာရွေးပေးရမှာဖြစ်ပါတယ်အဲ့ဒီအပြင်မှာကျွန်တော် Refer Code တစ်ခုကိုထည့်ပေးမှရပါမယ်ကျွန်တော် Refer Code လေးကိုကျွန်တော်ပြပေးပါမယ် ဒီမှာဒီရဖာကုတ်လေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်ဒီရဖာကုတ်ကိုထည့်ပေးရင်လူကြီးမင်းတို့က 150W ကတမ်းပြီးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့လူကြီးမင်းတို့ထည့်ပြီး3ရက်လောက်စက်လိုက်3ရင်တော့ကျွန်တော်50ရမယ်ဒါပေမဲ့လူကြီးမင်းတို့150ရဖို့ဆိုရင်မနေ့ကြီးဆော့အောင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်လူကြီးမင်းတို့ 150W ရဖို့အတွက်ကိုကျွန်တော်ဒီမှာကြီးနေတဲ့ဂါဇယ်လေလာပါလဲမသိဘူးအားဒီ8345ကိုထည့်ပေးပါ အဲ့ဒါကိုထည့်ပေးပြီးတော့လူချင်းမြေသုံးမယ်ဆိုရင်တစ်ခါလဲ150တန်းရပါပဲနောက်နေ့ကျရင်သူ့ရဲ့ test လေးကိုအမြဲတမ်းဝင်လုပ်ပေးမယ်ဆိုရင်လဲ quite ကချက်ချင်းရမှာဖြစ်ပါတယ်အမြဲတမ်းရမှာဖြစ်တဲ့အတွက်နေ့တိုင်းဝင်ပြီးတော့လမ်းလျှောက်ပေးရုံတောင်းမွေဖုံးခါပေးရုံနဲ့ကျွန်တော်လဲပေးလို့ရမှာဖြစ်ပါတယ်အဲ့ဒီအပြုံမှာကျွန်တော်တို့ဒီမှာသူတို့ပေးထားတဲ့ challenge ရှိတယ်အဲ့ဒီ challenge အတိုင်းကိုလုပ်မယ်ဆိုရင်လဲကျွန်တော်တို့ set up ရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာ refer ကိုယ်တိုင်ငယ်ချင်းကိုထပ်ပြီး refer ထည့်ခေါ်မယ်ဆိုရင်လဲ ကိုယ့်ရဲ့ rough ကိုထက်ရှယ်မယ်ဆိုရင်လည်းကိုက50ထက်ရမှာဖြစ်ပါတယ်အဲ့ဒီနည်းနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တစ်လအတွင်းကို10ဒေါ်လာနေရင်ထိုင်ရင်လည်းကျွန်တော်၄-၅သောင်းလောက်ရလဲမနေပါဘူးခင်ဗျအားကြောင့်မို့တရားလေးကိုဖွင့်ပြီး short ပေးကြည့်ပါအဆင်ပြေပါစေအားလုံး